မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာလေးကတော့စိုင်းဆရာဂျွန်ပီနော့စီတာတင်ဘရိုကိုးကွယ်ရဘာသာကြီးများဆိုတဲ့စာအုပ်ကိုဆရာဆန်းလွင်ဘာသာပြန်ရေးသားထားတဲ့စာလေးကဖြစ်ပါတယ်ဗုဒ္ဓဘာသာတိုးတက်ဖြစ်ပေါ်လာ ਉ များအကြောင်းတွေကတိဘက်ဗုဒ္ဓဘာသာအကြောင်းဖြစ်ပါတယ်တိဘက်ပြည်မှာထွန်းကားလာတဲ့ဗုဒ္ဓဘာသာကွဲဟာအုပ်ဆိုးတဲ့ယဟန်မင်းအောက်မှာဗဟုကျိုးကိုင်စနစ်ဖြင့် စူးစီးညီညွတ်လျက်ရှိပါတယ်။ဒီဗုဒ္ဓဘာသာကို အထူးဝိနာမည်အဖြစ်ခေါ်ဆိုပါတယ်။ဒီမီကတော့လာမာဝါဒဖြစ်ပါတယ်။လာမာယစ်မ်လို့ခေါ်ပါတယ်။လာမာဝါဒဟာတိကျလိလာရမယ့်ဝါဒဖြစ်ပါတယ်။တိဘက်ပြည်ဟာပြင်ပကဘာနဲ့တိကျကင်းလွတ်စွာတည်ရှိနေပါတယ်။တိဘက်ဗုဒ္ဓဘာသာကတော့ပြင်မဩဇာလွှမ်းမိုးမှုကင်းခဲ့တဲ့အခါမရှိသလောက်ပါပဲ။ မွန်ဂိုစစ်ဗျင်ကြီးကိုဗလိုက်ခန်းဟာသူ့ရဲ့စစ်သည်များကိုတူညီတဲ့ဘာသာကိုယုံကြည်ကိုးကွယ်မှုဖြင့်စီလုံးညီညွတ်စေတင်ပါတယ်။ဒါကြောင့်တိဘက်နိုင်ငံကို AD 1260ခုနှစ်မှာတကြဖုန်ကြီးเจ้าမှဆရာတော်ကိုဖိတ်ကြားခဲ့ပါတယ်။ထိုဖုန်ကြီးနဲ့ကုဗလိုင်ခန်းဘီရင်ကြီးတို့ဟာရှေးကပဲအဆက်အသွယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ကာလအတန်းကြာအောင်ဆွေးနွေးခြင်းဩဝါဒခံယူခြင်းများပြုလုပ်ပြီးတဲ့အခါမှာ ဘီင်ကူဗလိုင်းခမ်ကိုရိုင်ဟာတိဘက်ဗုဒ္ဓဘာသာဝင်ဖြစ်ခံယူလိုက်ပါတယ်ဗုဒ္ဓဘာသာဝင်ဖြစ်ခံယူရမှာကူဗလိုင်းခမ်ဟာဘိသိက်သုံးရင်းမင်္ဂလာအခမ်းအနားနဲ့တကွာအကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့တာဖြစ်ပါတယ်ကူဗလိုင်းခမ်ကမွန်ဂိုနန်းတော်ကခံယူကျင့်သုံးအပ်တဲ့ဘာသာကိုယ်ွယ်မှုကိုရှာဖွေလေ့လာရမှာစူးစမ်းလို့သိရှိတဲ့သူဖြစ်ပါတယ်သူဟာ Confucius ဘာသာနဲ့ တရုတ်ဗုဒ္ဓဘာသာ၏မူဝါဒများကို ဟောကြားခြင်းများကိုလည်းနိုင်ယူခဲ့ပါတယ်ဗုဒ္ဓဘာသာကသာမက အစ္စလမ်ဘာသာနှင့်ပတ်သက်သောဘာသာ၏အယူဝါဒများခရစ်ယာန်ဘာသာ၏အယူဝါဒများကိုပါမကျင်အောင်လေ့လာခဲ့ပါတယ်နောက်ဆုံးမှာ မာကိုပိုလိုနှင့်တရုတ်ပြည်အနောက်ပိုင်းမှနက်စတိုရီယန်ခရစ်ယာန်များကပါ သူအားဘာသာရေးနဲ့ပတ်သက်တဲ့သတင်းစကားများပြောကြားခဲ့ကြပါတယ်။သို့တော့သူနဲ့တကွာသော သူ၏မွန်ဂိုပြည်သူများက လာမဝါဒကိုနှစ်ချိုက်သဖြင့်နိုင်ငံတော်ကကိုးကွယ်သောဘာသာအဖြစ်ရွေးချယ်ခဲ့ကြပါတယ်ဒီလာမဤဝါဒဟာမှာ သူဟာကြမ်းကြမ်း၍ယဉ်ကျေးမှုနောက်ကျနေသော နိုင်ငံသားများအတွက်အသင့်တော်ဆုံးဖြစ်မယ်လို့ယူဆခဲ့ပါတယ်သူဟာတိဘက်ဘုံတော်ကြီးအားကောရှိဟူသောဘောဓိတော်ကိုဆက်ကပ်လှူဒန်းခဲ့ပါတယ်ကောရှိရဲ့အဓိပ္ပာယ်ကတော့နိုင်ငံတော်ဩဝါဒစရိယာလို့အဓိပ္ပာယ်ရပါတယ် ထို့နောက်ထိုဖုံးတော်ကြီးကိုအစ်စ်ဖွဲ့စည်းတဲ့နိုင်ငံတော်တန်ခါအနိုင်ကအဖွဲ့များရဲ့အကြီးအကဲတန်ခါအုပ်ဆောင်နေရာမှာထားပါလေဒီအဖွဲ့ဟာနိုင်ငံတော်အတွင်းမှာရှိတဲ့ဗုဒ္ဓဘာသာဂိုင်းငွေပေါင်းစုံကိုကုတ်ကဲအုပ်ချုပ်ရတဲ့အဖွဲ့ဖြစ်ပါတယ်ထိုအချိန်ကလာမဝါရမှာလဲအခါအားလျော်စွာပြုပြင်ပြောင်းလဲလုပ်နေတဲ့အချိန်ဖြစ်ပါတယ်အိန္ဒိယဖုံးတော်ကြီးအာတိတ်တကသာသနာတော်တန်ရှင်းကိုဆောင်ရွက်နေပါတယ်သို့တော်သူရဲ့ဆောင်ရွက်ချက်ဟာအောင်မြင်ခြင်းမရှိဘဲလာမဗုဒ္ဓဘာသာမှာ မတူညီသောဗုဒ္ဓဘာသာအသွင်သဏ္ဍာန်အဖြစ်ကြံရည်ခဲ့ပါတယ်။ဒုဗုဒ္ဓဘာသာမှာသူဘင်္ဂလားပြည်မှာယူဆောင်လာတဲ့အလစ်စီဗုဒ္ဓဘာသာလို့ယူဆကြပါတယ်။ဒုဗုဒ္ဓဘာသာကိုကာလစက္ကဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။အီဗုဒ္ဓဘာသာဟာမဟာယာနဗုဒ္ဓဘာသာနဲ့တန္တရအယူဝါဒများကိုရောနှောထားတဲ့အယူဝါဒဖြစ်ပါတယ်။တန္တရဝါဒဟာ ဟိန္ဒူဘာသာဝင်များရဲ့တဘာဝအင်းအားများကိုမိမိအလိုရှိတိုင်းစေစားနိုင်တဲ့သိတ္တိကိုရရှိအောင်ပြုလုပ်တဲ့ဝါဒဖြစ်ပါတယ်။တန္တရလက်ဆွဲချက်များပေါ်မှာအခြေခံပါတယ်။မော်ဝိဇာပညာပယောဂပညာတို့နဲ့ပေါင်းစပ်ထားပါတယ်။အောက်လန်းဝိဇာအထက်လန်းဝိဇာအတက်များကိုကြင့်ကြံအားထုတ်ရတဲ့ယူဝါဒဖြစ်ပါတယ်။ဒီယူဝါဒဟာသင်္ဒုံးသားပေါ်မှာလမ်းလျှောက်ရသလို အလွန်အန္တရာယ်များတဲ့အယူဝါဒဟုနောက်လိုက်များကပြောဆိုကြပါတယ်။စုကိုစုဖြင့်ထွင်ရသလိုကိလေသာကိုကိလေသာခံစားခြင်းဖြင့်ပယ်ရှားရမည်လို့ဆိုပါတယ်။တန္တရာဝါဒဟာဒီမြမကသေးပါဘူး။ဘာသာကိုးကွယ်မှုအပိုင်းလည်းရှိပါသေးတယ်။ဒီအပိုင်းမှာလူသားဟာစကြဝဠာအသေးစားလေးဖြစ်ပါတယ်။ထိုလူသားရဲ့အထက်မှာတဘာဝအစွမ်းအားသိတ္တိဟာပုံရှိုးပြီးတည်ရှိနေပါတယ်။ဒါကြောင့်လူသားရဲ့ခန္ဓာကိုယ် ကျောရုပ်အောက်ခြေတဲထဲမှာရှိတဲ့နေရာကနေတိတ်တိတ်တကူများလျှို့ဝှက်စွာဂိမ်းအောင်နေတယ်လို့ယူဆကြပါတယ်။တိတ်တိတ်တကူများကို သမထအကျင့်စဉ်များဖြင့်နှိုးစွဖော်ထုတ်နိုင်ပါတယ်။အချို့သောဂါရာမန္တန်များကိုလက်ဤလှုပ်ရှားမှုဖျားဖြင့်တွဲဖက် ပြုလုပ်ခြင်းဖြင့်တိတ်တိတ်တကူများထွက်ပေါ်လာအောင်ပြုလုပ်နိုင်ပါတယ်။ဒါမှမဟုတ်ဥပအန္တရာယ်များကို ကင်းပျောက်စေနိုင်တယ်ဟု ယူဆကြပါတယ်။ဒီတန္တရဝါဒမှာ ဒေဝီခေါ်မေရောနတ်သမီးအမျိုးမျိုးကိုလက်ခံထားပါတယ်။ထိုနတ်သမီးရဲ့အကူအညီကြောင့်မန္တန်ရွတ်သူများဟာတိတ်တိတ်တကောအမျိုးမျိုးကိုရရှိနိုင်တယ်လို့ယုံကြည်ပါတယ်။တိဘက်ဗုဒ္ဓဘာသာကို စတီတည်ထွေသူဗဒမတန်ဘဝမှာလည်းဤကဲ့သို့ဇနီးများများရှိတယ်လို့ဆိုပါတယ်။ဒီလိုတိဘက်ပြည်မှာအမြင့်တွယ်ခဲ့တဲ့လာမဗုဒ္ဓဘာသာဟာမူရင်းဗုဒ္ဓကိုတန္တရအယူ၃မျိုးဖြင့်ရောင်းတော်ပြီးအကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။အသည့်ဖြစ်ပေါ်လာသောထူးဆန်းတဲ့ယုံကြည်ကိုးကွယ်မှုမှာထူးခြားတဲ့လက္ခဏာတွေရှိပါတယ်။ပထမအနေအားဖြင့်ဗုဒ္ဓမြားနဲ့ဗောဓိတတဖရာလောင်းများအဓိဗုဒ္ဓဟုခေါ်သောကနဦးဗုဒ္ဓမြားမှာဇတိမြာမြားရှိတယ်လို့ယူဆခြင်းဖြစ်ပါတယ်။ဒါကြောင့်အဝလောကီတွေသွားရဗောဓိတတမှာလဲဇနီးတာရာမင်းသမီးနဲ့ရှင်တွဲလာပါတယ်။ ထိုတာရာနတ်သမီးဟာအိန္ဒိယပြည်မှာကာလီနတ်သမီးအရေးပါကဲ့သို့တိဘက်လူမျိုးများအတွက်အရေးပါပါတယ်ဒုတိယအနေအားဖြင့်နတ်ပြည်မှာဗုဒ္ဓ၅ပါးရှိတယ်လို့ယုံကြည်ကြပါတယ်ထို၅ပါးစလုံးဟာမူလအစကနဦးအဓိဗုဒ္ဓမှာပေါက်ဖွားလာကြသူများဖြစ်သည်ဟု ယူဆကြပါတယ်ဗုဒ္ဓဟာသာဝရနတ်ဖျားကြီးဖြစ်လာပါတယ် ဝရဇိန်လက်နက်ကိုဆွဲကင်ထားတယ်လို့ယူဆကြပါတယ်။ထိုနတ်ဖျားကြီးဟာဂေါရမဗုဒ္ဓသက်ကြမူနီကဲ့သို့လူဝင်စားဖျားများဖြင့်လူပီကိုဆင်းသက်တယ်လို့ယုံကြည်ကြပါတယ်။ဗုဒ္ဓကိုကြည်ညိုကြကုန်သော လူသားများဟာနတ်ပြည်မှာစံနေသောနတ်သားဗုဒ္ဓများနဲ့သူတို့ရဲ့နတ်သမီးမယားများနဲ့မိမိကိုယ်ကိုတသဘောတည်းဖြစ်အောင် ပေါင်းစည်းသွားအောင် ပြုနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီလိုပြုလုပ်ဖို့အတွက် ဘုပုံဆောင်ရင်းဝေပြူစုတောင်းခြင်းများကိုအခါအားလျော်စွာပြုလုပ်ပါပါတယ်အထွတ်အထိပ်ကို ရောက်ရှိရန်အတွက်ကိုတကိုးရှိတဲ့မန္တန်များကိုအထက်ထက်အခါကနှုတ်မှရွတ်ပွားတည်ဆဲရပါမယ်ဒါမှမဟုတ်ရင်နတ်ရုပ်ကိုကြည့်ပြီးကတိုင်းရှုရပါတယ်ထို့သောကတိုင်းရှုရင်နှစ်မျောသွားအောင်ပြုလုပ်ရပါတယ်ဒီလိုနှစ်မျောသွားခြင်းဟာတိဘက်ဗုဒ္ဓဘာသာဝင်တို့ရဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသဘောနဲ့ညီမျှတယ်လို့ဆိုကြပါတယ် တာမန်ပြိတ္တကို အထူးနှစ်သက်စီနိုင်တဲ့အချက်ကတော့ဗုဒ္ဓဘာသာနတ်များရဲ့ကာကွယ်ဆောင်ရှောက်မှုရရှိအောင်ဆုတောင်းပြုနိုင်တဲ့အိန္ဒိယမြောက်ပိုင်းဗုဒ္ဓဘာသာရဲ့တက္ကတဘာသာရေးဂါထာမန္တန်များပဲဖြစ်ပါတယ်။ထိုဂါထာများကိုအတန်တက်အတိုင်းတိဘက်ဘာသာကိုပြန်ဆိုထားကြပါတယ်။ဤတက္ကတအတန်တက်အတိုင်းတိဘက်ဘာသာဖြင့်ရေးသားထားသောဂါထာများကိုရွတ်တော်ကားမှာ ပြုတ်ဝတ်သောအနက်အတိတ်ကိုစောင်းတဲ့လက်ဟန်အနေထားများကိုပြုလုပ်ပြီးဖော်ဆောင်ကြရပါတယ်။ဒီလိုပြုလုပ်ခြင်းအားဖြင့်အာကာသိုးဘုံမစိုးရုပ်ကစိုးစတဲ့နတ်များတောဆောင်တောင်ဆောင်နဲ့ကုန်းဆောင်နဲ့ရေဆောင်နဲ့လေဆောင်နဲ့အရန်ဆောင်နဲ့အိမ်ဆောင်နဲ့မီးဖိုဆောင်နဲ့ရေတွင်းဆောင်နဲ့လေကွင်းဆောင်နဲ့မြေဖုတ်ဘလူရက်ခတ်စရီတို့ကိုနှင်ထုတ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ထို့နည်းနဲ့ပြင်တော်ရန်တိရစ္ဆာန်များခိုးသားရမြများအယူးများ တဆေမြေဖို့ဘလူးများမကောင်းဆိုးဝါးအိမ်မက်များနဲ့ယောဂါအန္တရာယ်များကြောက်ရောက်စီနိုင်သော မကောင်းဆိုးဝါးများကိုလည်းကင်းစင်ပပြောက်အောင်ပြုလုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီဘက်တိုင်းရင်းသားများဟာနတ်ဆိုးများကို အလွန်မဲကြောက်ရွံ့ကြပါတယ်။ထိုကြောက်စိတ်ကိုပပြောက်သွားအောင်ပြုလုပ်လို့မရနိုင်ကြပါဘူး။ဒီအခြေအနေဟာနတ်ဆိုးများကိုတိမ်နှဲနိုင်တဲ့ဘာသာရေးတစ်ခုကိုလက်ခံဖို့ အစဉ်သင့်ဖြစ်နေတဲ့အချိန်ဖြစ်ပါလေ။နတ်ဆိုးများရဲ့အန္တရာယ်ကိုကာဝယ်ပေးနိုင်ပြီးနတ်ဆိုးများကိုနှင်ထုတ်ပေးနိုင်သောဘာသာဟာသူတို့လူလားချင်းနဲ့ကိုက်ညီတဲ့ဘာသာဖြစ်လာပါလေ။ဗုဒ္ဓဆင်းရဲတော်ရှိနေခြင်းဟာနတ်ဆိုးများကိုကာဝယ်နိုင်တဲ့အချက်ဆိုတာသူတို့၏စိတ်ကို လုံခြုံမှုရရှိစေခဲ့ပါလေ။လေပြင်းများတိုက်ခတ်နေသောတိဘက်ကုန်းပြင်းမြေပေါ်ကသူတို့ဟာကြမ်းတမ်းခတ်ယော်လာပါလေ။ တိဝက်ကုန်းမြေဟာပင်လယ်မြေနဲ့ပြင်ထက်ပေတသောင်းကျော်မှာရှိပါတယ်။ပပလဲမှမြင့်မောက်တဲ့တောင်တန်းများဝန်းရံထားပါတယ်။ထိုတောင်များရဲ့မတ်စောက်တဲ့တောင်ဆောင်များရှိရေခဲပြင်ကိုပွတ်တိုက်လာသောလေအေးများကအချိန်တိုင်းမှာသူတို့စီကိုတဟုန်နှင်းကြောက်လာတတ်ပါတယ်။ထိုလေမင်းများကြလာပြီဆိုရင်သူတို့ရဲ့နတ်ဆိုးများဒေါသဖြစ်သည်ဟုယုံကြည်ကြပြီးကြောက်လန့်ကြပါတယ်။ဒီလိုသဘာဝလုံးအဲ့ဒီတကူးများဖြင့်ကာွယ်ပေးခြင်းကို တောင်းတနေခဲ့ကြပါတယ်တိဘက်ဘီမာလူအများကြိုက်တဲ့ဘာသာဟာဒီလိုကာကွယ်မှုတွေကိုပြုလုပ်ပေးနေစေဖြစ်ပါတယ်ရာစုနှစ်ပေါင်းများစွာတိဘက်လူမျိုးများဟာတက္ကတာမန္တန်ဖြစ်တဲ့အုံမဏိပတ္တမေဟုံကို အနိယေမှကာကွယ်ဖို့ဂါထာမန္တန်အဖြစ်ရွတ်ဖတ်တရစီခဲ့ကြပါတယ်ဒီကရဟာဘာသာရေးယုံကြည်ကိုးကွယ်မှုကိုဖော်ပြတဲ့ဖော်ပြချက်တည်းဖြစ်ပါတယ် သိတိတကိုးရှိတဲ့ဂါထာမန္တရားတစ်ခုလည်းဖြစ်ပါတယ်။ဒီဂါထာကိုတောင်ပေါ်မှာရောဂျိုင်ဝမ်မြေပြန့်များမှာရောအထက်ထက်ရွတ်ဖတ်သရစေကြရပါတယ်။နိုင်ငံမျိုးမဘောသွားကောင်းကြောက်တုံးများမှာတော်လကောင်းကပီးထိုးရိပ်ထားကြပါတယ်။ဒီဂါထာကိုတိဘက်လူမျိုးတို့ဟာစုတောင်းဝဲပြူတဲ့ဇဝွန်များဒဂွန်ကုတ်ကားများမှာလည်းရေးထိုးထားပြီးလှုပ်ခတ်ကြပါတယ်။တိဘက်တို့ရဲ့အမျိုးသားရေးအသိစိတ်တဲ့ ဗဟုချက်အဖြစ်အီမန်နရားကိုအတိမှတ်ပြုထားကြပါတယ်။ဒီကာထာရဲ့ချီရောက်မှုကိုသိရှိနားလည်သူကနေပါလာပါတယ်။ဒီကာထာဟာအဝလောကီတေတာရဖះအလောင်းကိုပင်ညွန်းသလားဆိုသောအချက်ပေါ်မှာနောက်တိုင်းပညာရှင်များကကွဲပြားစွာထင်မြင်ကြပါတယ်။ဒီကာထာဟာတိဘက်လူမျိုးများရဲ့စိတ်ထဲမှာဆွဲလန်းမှုတစ်ခုဖြစ်တာကတော့ကျင်းသိပါတယ်။ ဖုန်ကြီးဟန်းများမှလည်းဒုကဲသို့အမှောင်ပြောကအနေများကိုကာကွယ်သောအလုပ်ကိုပြုလုပ်ကြရပါတယ်။တိဘက်လူမျိုးများဟာရက်ပေါင်းများစွာဖုန်ကြီးများရဲ့စိတ်လုံရှားပွဲကောင်းတဲ့စီတန်းလှဲလဲပွဲမျက်နှာဖုံးဆော့အကများနဲ့ယဟန်သံဃာအခမ်းအနားပွဲများကို သူတို့ရဲ့ဘဝအားထားရာများဖြစ်မှိတ်ယူကြပါတယ်။အားလတ်ချိန်များမှာသူတို့ဟာဒဏ္ဍာရီနဲ့သမိုင်းဝင်ပုဂ္ဂိုလ်များရဲ့ရုပ်ထုများကို ထောပံများဖြင့်ပြုပြင်ပြီးခင်းကျင်းပြသကြပါတယ်။ ဒီလိုပြသခြင်းဟာအမှုပညာသဘောဖြင့်သာမကဘဲမော်ဝိဇာသဘောဖြင့်လည်းပြုလုပ်ကြခြင်းဖြစ်ပါတယ်။ပူဇော်ဘဲဘကိုပြုလုပ်ကြပြီးနောက်အိမ်ပြန်ကြပါတယ်။ထို့အခါမှာသူတို့ဟာလာမဖုံးတော်ကြီးအကြီးကဲကောင်းကြီးမင်္ဂလာပေးခြင်းကိုရောဗုဒ္ဓ၏မေတ္တာဖြင့်စောက်ရှောက်ခြင်းကိုပါခံစားရပြီဟု ယူဆကစိတ်အေးလက်အေးဖြစ်သွားကြပါတယ်။တိဘက်လူမျိုးများရဲ့ဘာသာကူးကွယ်မှုဟာမော်ဝိဇာပညာပယောဂပညာများဖြင့်ရောထွေးနေပါတယ်။ တိဘက်လူမျိုးများရဲ့ဝတ်ပြုမှုတလေထုံးစံများကိုအသေးစိတ်လေ့လာရင်ဒီအချက်ကပေါ်လွင်ပါတယ်။အဓိကလူလားချက်ကတော့နတ်ဆိုးများရဲ့အန္တရာယ်ကိုတားဆီးပိတ်ပင်မှုဖြစ်ပါတယ်။တိဘက်လူမျိုးများရဲ့စိတ်ကူးထဲမှာနတ်ဆိုးများဟာဒေါသထွက်ပြီးမန်းဖီနေတဲ့မျက်နှာများကိုသာမြင်အောင်နေကြပါတယ်။ဗုဒ္ဓနဲ့ဘောဓိတတ္တဘုရားအလောင်းရုပ်ထုများကိုပဲတခါတည်းရန်ထိုကဲ့သို့ဒေါသထွက်၍မျက်နှာသာဆိုးသောပုံများကိုထုလုပ်တတ်ကြပါတယ်။ ီလိုထုလုပ်ခြင်းမှာနတ်ဆိုးများကိုတင်နေမှုအတွက်နတ်ကောင်းများက ကြောက်မဖွယ်အသင်ကို ယူဆောင်ထားတယ်လို့ယုံကြည်ကြသောကြောင့်ဖြစ်ပါတယ်။တိဘက်ဖျားเจ้าများအတွက်မှာတွေ့ရတဲ့ကြောက်စရာကောင်းသောနတ်ယုံများနတ်ဆိုးများဘလူသေးသဘက်များပုံစံဖြစ်နေတဲ့ရုပ်ထုများဟာနတ်ဆိုးများမဟုတ်ကြပါဘူး။နတ်ကောင်းနတ်မြတ်များရဲ့ရုပ်ထုများသာဖြစ်ပါတယ်။တိဘက်လူမျိုးများကိုးကွယ်သောဗုဒ္ဓဖျားမှာတည်ရန်ခက်ခဲတဲ့ဖျားတွေဖြစ်နေပါတယ်။ ထူပြားများကို၎င်းတို့၏ရှ िख ောဝတ်ပြုကိုးကွယ်သူများနှင့်ယင်းဤကျွမ်းဝင်နေမရှိပါဘူးဗုဒ္ဓရေဟာလူများနဲ့တီးကြကင်းငင်ဝင်နေကြပါတယ်သူတို့ကိုကိုးကွယ်သူများက၎င်းတို့အပေါ်မှာတစ္ဆာရှိပြီးမုံမြတ်တဲ့စိတ်နှလုံးသားရှိကြတယ်ထိုဗုဒ္ဓဖရာများကကျေနပ်နှစ်သက်ကြတယ်လူများကသူတို့ထံမှဆုတောင်းမှုပြုကြတာကိုမြင်လို့ပါတယ်ထိုဗုဒ္ဓဖရာများကဆုတောင်းတိုင်းကိုပြေဆုံးနေသည်ကမဟုတ်ပါဘူး ကိုယ်စုတောင်းတော့လောက်အလုံးပြည့်စုံသည်ဟုလည်းမယုံကြည်ကြပါဘူးဒီအချက်ဟာတိဘက်လူမျိုးတွေအသုံးပြုတဲ့စုတောင်းဆက်ကြားစုတောင်းဘီဝန်တို့ကသက်သေခံနေပါတယ်ထိုစုတောင်းဆက်ကြားဘီဝန်တို့ကိုတိဘက်တို့ကတီထွင်ခြင်းဟုတ်မဟုတ်ကတော့စောတကတက်ဆရာမင်းကွန်တစ်ခုဖြစ်ပါတယ်ထိုစုတောင်းဘီကိုတိဘက်လူမျိုးတို့၏ဘာသာရေးလောကမှာကျေပြန့်စွာ နေရာတိုင်းမှာအသုံးပြုနေကြပါတယ်ဘီဟုဆိုတော့လဲလှဲပြီးနဲ့ ချွတ်ဆွတ်တူတည်ကားမဟုတ်ပါစီပိုင်းတစ်ခုကိုဝင်ရိုးစွတ်တတ်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်ထိုဆူတောင်းပြီးပေါ်မှာ၎င်းဆူတောင်းပြီးအတွင်းမှာ၎င်းဆူတောင်းကားတာကျန်းစာများကို ရေးသား၍ထည့်သွင်းထားကြပါတယ်တိဘက်လူမျိုးများစွာတို့ဟာထိုဆူတောင်းပြီးအငဲစားလေးများကိုသွားလျာအရက်သို့အသေးဆောင်သွားရပါတယ်ခေါင်းထဲမှာဘာအတွင်းမှမရှိဘဲလဲထိုဆူတောင်းပြီးကိုလှုပ်၍လဲစေခြင်းဖြင့်မိမိတို့မှာသမာဓိဋ္ဌိလမ်းပေါ်မှာတည်ရှိနေကြောင်းပြသပါတယ် ဗုဒ္ဓအားကိုင်းဆိုင်နေမှုကိုဖော်ပြကြပါတယ်။တချို့သောဆူတောင်းပြီးများမှာဒလက်များပါပါတယ်။ရေစီးတန်တဲ့စမ်းကြောင်းထဲမှာထိုဆူတောင်းပြီးကိုလှုပ်ပြီးလဲလဲစီပါတယ်။ထိုဆူတောင်းပြီးဟာတရဇက်လဲပတ်နေပါတော့တယ်။ဒီနှစ်ပတ်လုံးသူ့အော်လိုလျောက်ဆူတောင်းပြီးလဲပတ်နေရင် ထိုပြီးပိုင်ရှင်မှာကုသိုလ်များစွာရတယ်လို့ယုံကြည်ကြပါတယ်။ဒီဘက်ဘုန်းကြီးများနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းရှိပါတယ်။အစပိုင်းမှာသူတို့ဟာ လာမာဆိုတဲ့အမည်ကိုရရှိခဲ့ကြပါတယ်။လာမာဆိုတဲ့စကားဟာယူသေးလေးသားချင်းခံရတဲ့စကားဖြစ်ပါတယ်။ကြီးမြတ်သူလို့အဓိပ္ပာယ်ရပါတယ်။နှစ်ဖောင်းထောင်ချီပြီးသူတို့ဟာထူထဲသောအုပ်နေရာများဖြင့်ကာစီးထားတဲ့ဖုန်ကြီးเจ้าများအတွင်းမှာသတင်းသုံးခဲ့ကြပါတယ်။ထိုเจ้าများဟာမူလအစကစစ်နယ်မဆိုင်တဲ့အိန္ဒိယကပုံစံအဆောက်အဦများဖြစ်ခဲ့ပါတယ်။ နောက်အခါမှာတော့ထိုအဆောက်အဦများဟာတိဘက်ဟန်ပါသောခန္ဓာကြီးများအဖြစ်သို့ရောက်ရှိသွားပါတယ်။အောက်ခြေကြောက်ဆောင်ပေါ်မှာအပေါ်သို့ဒုရယ်ကြီးမားသောနိုင်ငံကြီးများတိဆောက်ထားကြပါတယ်။အပေါ်ကမြင်မာစွာအစွန်းထွက်နေတဲ့ကြောက်ဆောင်များအထိဖြစ်ပါတယ်။ရာသီဥတုကလည်းအေးလွန်ခဲ့သောရာသီဥတုဖြစ်ပါတယ်။စောင်းရာသီကလည်းရှိလျားပါတယ်။ထို့ကြောင့်နိုင်ငံကြီးများဖြင့်ကာစီတာတဲ့အခန်းများစွာပါဝင်တဲ့အဆောက်အဦကြီးများကိုတိဆောက်ဖို့လိုအပ်ပါတယ်။ ထိုအခန်းထဲမှာစောင်းလွင်းအတွက်ကုန်ပစ္စည်းများ၏ခါများကိုတုံမီထားကြပါတယ်။ရှေးခါကထိုအဆောက်အဦများထဲမှာနေထိုင်ခဲ့သူများဟာဘုန်းကြီးဟန်းနဲ့မတူပဲမင်းကြီးမင်းသားဟန်ပါတဲ့မော်ဆရာပြောကဝိစာဆရာများဤဘဝနဲ့ပိုပြီးတူနေပါတယ်။တန္တရဗုဒ္ဓဘာသာကိုလက်ခံခြင်းသုံးတဲ့လာမာဘုန်းတော်ကြီးများမှာထိုဘာသာကဇနီးမယားယူဖို့အားပေးခဲ့ပါတယ်။နောက်ဆုံးမှာအစ်မြင့်ဘုန်းကြီးယဟန်များရဲ့မှာပင် သားမယားမရှိအိမ်တော်မပြုတ်ဝဲနေတဲ့ဘုန်းကြီးဟန်များလွန်ရှားပါသွားပါတော့လေဘုန်းကြီးကျောင်းများမှာကျောင်းမွေဆက်ခံဝင်စနစ်ပေါ်ပေါက်လာပါတယ်ကျောင်းနိုင်ဘုန်းကြီးဟာသူ့ဤရိုက်ရာကိုသူ့သားအားဆက်ခံမှုအမွေပေးတတ်ပါတယ်19ရာစုမှာဘုန်းကြီးကျောင်းများရဲ့ဩဇာတိတ်ကမှအလွန်ကြီးမားခဲ့ပါတယ်ထိုစဉ်ကတိဘက်ဘရင်ဟာဘုန်းကြီးကျောင်းများမြေပိုင်ဆိုင်ငွင့်ပေးတဲ့အပြင်ထိုမိဘမှအခွန်များကိုလည်း ကောက်ခွင့်ပေးခဲ့ပါတယ်။ဒါမှဖုံတော်ကြီးများလောကီအာဏာများပေးရခြင်းဖြင့်ဘရင်ဟာမကြီးရွယ်ပဲသူ့နိုင်ငံကိုအကွဲအကွဲအပြဲပြဲစီးလုံးမှုမရှိအောင်ပြုလုပ်ခဲ့မိပါတယ်။ထိုအခါမှာနေစားပယ်စားလာမများက တကိုးကြီးထွားလာကြပြီးဘရင်မာဩဇာအာဏာကင်းမဲ့သွားပါတော့တယ်။ထို့နောက်ရာစုနှစ်ပေါင်းများစွာတိုင်းပြည်မငြိမ်မသက်စူပွတ်နေခဲ့ပါတော့တယ်။ 73ရာစုနဲ့74ရာစုအတွင်းမှာတတ်ကြအကြောင်းတော်ရဲ့ဂိုင်းချုပ်လာမာဖုန်းကြီးဟာပီကင်းတရုတ်အစိုးရ၏ယာရုခံနာမှုနဲ့တိဘက်ပြည်ကို နိုင်ငံရေးအရာရောဘာသာရေးအရာပါအုပ်စိုးခဲ့ပါတယ်။သူ၏အုပ်စိုးမှုကိုလက်မခံဘဲပြိုင်ဆိုင်အန်တုနေတဲ့ဖုန်းကြီးကြောင့်များစွာလဲပေါ်ပေါက်ခဲ့ပါတယ်။တရုတ်ပြည်မှာမွန်ဂိုအင်ပါယာကြီးကြာဆုံးသွားတဲ့အခါအချင်းကြီးအရရက်ကလာမာဝါရာကို ပြုပြင်ပြောင်းလဲဖို့ဖန်တီးလာပါတော့တယ်။ ထိုအချိန်က14ရာစုဒုတိယပိုင်းမှာ ဖြစ်ပါတယ်။တိဘက်ဘုံတော်ကြီးမဟာဆုံကပကဖို့ပြုပြင်ပြောင်းလဲမှုကိုဥဆောင်ပြီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။သူဟာ အဝါရောင်ဂိုင်းကိုအစီမှန်ပြုခဲ့ပါတယ်။ထိုဂိုင်းရဲ့အကြီးကဲဘုံတော်ကြီးဟာဒလိုင်းလာမာပဲဖြစ်ပါတော့တယ်။ထိုဂိုင်းသားဘုံကြီးများကအဝါရောင်အုတ်ထုပ်ဆောင်များဟုလူသိများကြပါတယ်။ အကြောင်းကတော့သူတို့ဤအုတ်ထုတ်များနဲ့သင်္ကန်းများမှာအဝါရောင်များဖြစ်တာကြောင့်ဖြစ်ပါတယ်။အဝါရောင်စင်မြန်းခြင်းမှာရှေးကဘုရားဤတပည့်သားသံဃာတော်များဤကြင်ကြံမှုအတိုင်းလိုက်နာကြင်ကြံခြင်းအဖြစ်လာမဝါရကိုတန်ရှင်းစင်ကြအောင်ပြုလုပ်ဖို့ကြိုးစားအားထုတ်ခြင်းဖြစ်ပါတယ်။သို့သော သူဟာအဓိဗုဒ္ဓရဲ့တန္တရဘာသာကိုးကွယ်မှုအယူဝါဒများကိုအလေးနက်ပြုခဲ့ပါတယ်။တိဘက်ဗုဒ္ဓဘာသာရဲ့အမြင့်ဆုံးအဖြစ်ကို ဖော်ပြတဲ့ အဝလောကီဒေသွာရဖရာကျောင်းတိဘက်အခေါ်ချင်းရဲကြီးကိုလည်းအလေးနက်သဘောထားခဲ့ပါတယ်။ဆုံခပရဲ့ဘာသာရေးပြုပြင်ပြောင်းလဲမှုဟာဘုန်းကြီးကျောင်းများကိုဝီနီးသိခါဦးများနဲ့အညီကျင့်သုံးနေထိုင်ရေးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဘုန်းကြီးကျောင်းများအတွင်းမှာအရေးသေးတာသုံးဆွဲမှုလျှော့နေစေပြီးဝိပုမှုများများပြားလာစေဖို့နောက်ဆုံးမှာဘုန်းကြီးရဟန်းများအိမ်တော်သားမွေးမပြုရေးစနစ်များကိုပြန်လည်အကောင့်ထဲပို့ဖို့ဖြစ်ပါတယ်။ ဒီလိုအိမ်အောင်တာဝန်မှုစနစ်ပပျောက်သွားခြင်းအပြင်အကြောင်းဝင်ဆက်ခံရေးစနစ်ဟာလည်းအဝိုင်းအောင်ဂိုင်းမှာအလိုလိုပပျောက်သွားရမှာဖြစ်ပါတယ်။ကျောင်းနိုင်ဖုန်ကြီးမှာသားယောက်ျားမရှိတော့သောကြောင့်ဖြစ်ပါတယ်။သို့သောနောင်ရသူတစ်ခုတော့ကြားတဲ့အခါမှာတခြားအကျိုးရလဒ်တစ်ခုပေါ်ပေါက်လာပါတော့တယ်။ဒီစနစ်ကတော့အဝိုင်းအောင်ဂိုင်းမှာဂိုင်းကောင်းဆောင်လာမှာဖုန်ကြီးကိုလူဝင်စားသဘောတရားဖြင့်ရှာဖွေတင်မြှောက်တဲ့စနစ်ပေါ်ထွန်းလာခြင်းဖြစ်ပါတယ်။ စဉ်ဆက်မပြတ်သားစဉ်မြေးဆက်နန်းမွေဆက်ခံသောစနစ်ဟာအရှိတိုင်းမှာအလွန်အင်အားကြီးမားစွာတည်ရှိခဲ့ပါတယ်။တရုတ်ပြည်နဲ့ဂျပန်ပြည်တို့မှာဧကရာဇ်ကိုးကွယ်မှုစနစ်ထွန်းအားသည့်အထိဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။သို့သောဤရရဆက်ခံခွင့်ကိုအဝါရောင်ကိုင်းလာမဝါဒမှာပုံစံတစ်မျိုးဖြင့် ပေါ်ပေါက်စေခဲ့ပါတယ်။တရုတ်ပြည်မှာထိုအခွင့်အာဏာကိုဘင်းအမီသားစုကပိုင်ဆိုင်ပါတယ်။ဂျပန်ပြည်မှာထိုအခွင့်အာဏာကို နိုင်ငံတော်ကပိုင်ဆိုင်ပါတယ်။ တိဘက်ပြည်တွင်ကတော့လာမယဟန်မင်းရွေးချယ်တင်မြောက်ရေးအာဏာကိုယဟန်သံဃာအဖွဲ့အစည်းကပိုင်ဆိုင်ပါတယ်။ဤသဘောမှာ လာမယဟန်မင်းနဲ့ရိုမန်ကက်သလစ်ပုပ်ယဟန်မင်းရွေးချယ်ခြင်းသဘောချင်းတူညီပါတယ်။ယဟန်မင်းသာသနာပိုင် လာမကိုရွေးချယ်ရမှာပထမပြန်လွန်သွားတဲ့လာမဟာ ပြန်ပြီးလူဝင်စားဖြစ်သည်ဟုသောအယူဝါဒပေါ်ပေါက်လာပါတယ်။လာမသာသနာပိုင်ဂျီဒမ်ဒက်လက်ထက်ကစပြီး သာသနာပိုင်ဒလိုင်းလာမဟာ ဖရာအလောင်းအဝလောကီတေသွားရဝင်စားသူဖြစ်တယ်လို့ယုံကြည်လက်ခံခဲ့ကြပါတယ်။ဒီသာသနာပိုင်ဒလိုင်းလာမပြန်လည်တော်မူတဲ့အခါမှာထိုအဝလောကီတေသွားရဖရာအလောင်းဝင်စားသူကို လိုက်ရှာကြပါတော့တယ်။အခါတည်းမှာကလေးမမွေးမိကပင်ကိုဝင်ဆောင်မိခင်ကိုရှာဖွေတွေ့ရှိကြပါတယ်။သာသနာပိုင်လောင်းရမွေးမိသူဖြစ်သတ်မှတ်ပြီးလူသိရှင်ကြကြင်ညာ၍ပူဇော်ကြပါတယ်။ မွေးလာသောကလေးကိုလာစားမျိုးတို့ခေါ်ဆောင်သွားပြီးလျင်သာသနာပိုင်ဖြစ်တင်မြောက်ကြပါတယ်။ထိုကလေးငယ်အရွယ်မရောက်မီပညာသင်စင်မှာရင်ခွင်ပိုက်အဖွဲကအတိုင်းပြီကိုအုပ်ချုပ်ပါတယ်။ဒီစနစ်ကြောင့်ရင်ခွင်ပိုက်အုပ်ချုပ်သူများကိုရိုးစာဖို့အခွင့်ရရှိသွားပါတော့တယ်။တခါတည်းရန်သာသနာပိုင်ဝင်စားသူကိုနှစ်နှစ်သုံးနှစ်ကြားမှအရှာဖွေတွေ့ရှိကြပါတယ်။ကလေးငယ်မွေးဖွားပြီးမှတွေ့ရခြင်းဖြစ်ပါတယ်။ဝင်စားသူကိုရှာဖွေဖို့မှာ ယဟန်တဘာဘာကိုနပ်ပူးစေပြီးမိရိယမှာဝင်စားသည်ဆိုတာကိုတိကျသေးကြစွာ ဟောပြောစီခြင်းဖြစ်ပါလေထိုယဟန်ဟာတက်စီပြီးဟောပြောဖို့အတွက်တတိယမျိုးလုံးဒိဗ္ဗစက္ခုရသူဟုနန်းတော်ကအသိမှတ်ပြုထားရသူဖြစ်ပါတယ်တချို့သောသာသနာပိုင်များကမူမိမိမပြန်လော်မိကပင်မိမိဝင်စားမိဒေတာကိုကြိုတင်ညွန်ပြခဲ့ခြင်းမျိုးလိုရှိတတ်ပါတယ်ဒီစင်လာတရား ပေါ်ပေါက်လာခြင်းမှာ ယဟန်တန်ဃာများအိမ်တော်ပြုခြင်းမရှိတော်၍သားယောက်ျားအမွေခံခြင်းမရှိတော်သောကြောင့်ဖြစ်ပါသည်။သာသနာပိုင်လောင်းလူဝင်စားရှာဖွေပုံမှာစိတ်ဝင်စားစရာကောင်းပါလေ။ဒါစီသောယဟန်ကညွန်ပြသူဖြစ်ုံဖြင့်လူဝင်စားဟုမယူဆသေးပါဘူး။ထိုလူဝင်စားကလေးငယ်ကို ပြန်လွန်တော်မူပြီးသောဒလိုင်လာမှာသုံးဆောင်ခဲ့သောအသုံးဆောင်များပြသပြီး ထိုအသုံးဆောင်များကို သိမသိစစ်ဆေးရပါသေးတယ်။ ကလေးငယ်ကသူရခင်ဘွားကသုံးဆောင်ခဲ့သောပစ္စည်းများ၏အမျိုးမိမှန်ကို မှန်ကန်စွာ ပြောပြရပါတယ်။ထို့ပြင်လူဝင်စားကလေးကိုမှလည်းသက်သေကအမှတ်သားတစ်စုံတရာပါရပါသည်တဲ့။ကလေးငယ်မွေးသော အိမ်နေရန်ပေါ်မှာပြန်လွန်သွားသောဒလိုင်းလာမ၏ဝိညာဉ်အမှတ်သားသင်္ကေတများလည်းပေါ်လာရပါတယ်။လာစားမျိုးရှိဝါယောင်ဂိုင်းအချုပ်သာသနာပိုင်၏ဘွယ်မီကို အလိုင်းလာမှာဟုပြီးကြပါတယ်16ရာစုကစပြီးထိုးပွဲအမိကိုပြီးခဲ့ကြခြင်း ဖြစ်ပါတယ်အာနာတကိုးရှိတဲ့မွန်ဂိုပြင်ကဖိုက်ကြားသဖြင့် လာမာဖုံတော်ကြီးဟာမွန်ဂိုလီးယားနိုင်ငံသို့အဝလောကိတေသွားရဝင်စားသူအဖြစ်ကြွသွားခဲ့ပါတယ်ထိုးနိုင်ငံမှာဖျားဝေကျောင်းတော်အစ်ကိုပြန်လည်တည်ဆောက်ပြီးထိုးနိုင်ငံရဲ့ဘုရားဘာသာကို ပြန်လည်ပြုဝင်မှုပြုလုပ်ခဲ့ပါတယ် ဒီလိုသာသနာအစစ်မှန်အပေါ်ထုံးမှုကြိုးပမ်းပြုလုပ်ခဲ့ခြင်းကိုခြေစူးတုံ့ပြန်သောအဖြစ်မွန်ဂိုပြည်ကထိုလားပါကိုဒလိုင်းလာမာဘွဲ့ဆက်ကပ်ပူဇော်ခဲ့ခြင်းဖြစ်ပါတယ်။ဤဒလိုင်းလာမာကြီးဟာမွန်ဂိုလီးယားပြည်ကနေအဝိုင်အောင်ဂိုင်းကိုဩစာကျင်ပြတ်အောင်ဆောင်ရွက်ခဲ့ပါတယ်။မွန်ဂိုလီးယားမှာအဝိုင်အောင်လာမာဂိုင်းအခြေတည်မိပြီးနောက်မှာထိုဘာရာဟာတရုတ်ပြည်ဆိုင်ဗေးရီးယား ရုရှားနဲ့အိန္ဒိယနယ်စပ်တစ်လျှောက်ကို ပြန့်နှံ့သွားပါလေ။လာမဝါရာဟာတိဘက်နိုင်ငံမှာယခုတိုင်အင်အားကြီးမားနေတဲ့ဖြစ်ပါတယ်။တိဘက်လူဦးရေရဲ့ငါးဘုံတစ်ဘုံဟာ လာမဖုန်ကြီးကျောင်းများမှာနေထိုင်ကြပါတယ်။တိဘက်လူမျိုးများဟာသူတို့ရဲ့မိဘများကိုအ ਨੇ စုံသားတယောက်ယဟန်ပြုခြင်းကို လိုလားတောင်းတကြပါတယ်။လာမဖုန်ကြီးကျောင်းများဟာဖုန်ကြီးယဟန်များကြီး နေထိုင်ကြတဲ့သာသနာအဆောက်အဦများမဟုတ်ပါဘူးထိုเจ้าများမှာနိုင်ငံရေးဥပဒေအချက်အချာနေရာလည်းဖြစ်ပါတယ်ပညာသင်ကြားရာပညာရေးဘဟုဌာနများလည်းဖြစ်ပါတယ်အဝါယောင်ဂိုင်းမှာဒလိုင်လာမဟာနိုင်ငံရေးဥပဒေကြီးမားသူဖြစ်ပါတယ်ထို့အတူတာရှီလွန်ပိုဘုန်းကြီးเจ้าမှာတာရှီလာမဟာဘာသာရေးဘက်မှာကြီးကျယ်ဆုံးသောအာဏာရှိသူဖြစ်ပါတယ်ပြုရင်ပြောင်းလဲရေးကိုမပြုလုပ်တော့ အနီရောင်ဂိုင်းများရဲ့ဘုံကြီးเจ้าများဟာအင်အားသေးနေကြပါတယ်နားဆင်ပေးခဲ့တဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးနောက်ပတ်များမှာဟိန္ဒူဘာသာအကြောင်းတင်ပြသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ